အဲဒီတစ်ခေါက်ဗီဒီယိုကတော့ဒါရှင်ညာနာဟောကြားတဲ့ဒီဇောတိဂိုင်းပေါ့နော်အဲဇောတိဂိုင်းဆိုတာကဒါရှမ်းပြည်နယ်ထဲမှာပြီးတော့ဒါကချင်ပြည်နယ်ထဲမှာစကိုင်းတိုင်းအထက်ပိုင်းမှာဒီဇောတိရှမ်းဂိုင်းပေါ့နော်ဒါသိတဲ့သူလည်းသိလိမ့်မယ်အဲဒီတော့အဲ့ဒီဇောတိဂိုင်းရဲ့တမိုင်းကြောင်းရာရဲ့အဲပြီးတော့ဒါထေရဝါဒဂိုင်းနေတဲ့ကတကိုင်းပါဝင်ဖြစ်တဲ့ငှက်တွင်းဂိုင်းပေါ့နော်အဲ့တော့ငှက်တွင်းကိုင်းကလည်းပြောလို့ရင်အရှင်တို့ကဒါဘယင်တွေရဲ့ဖမိတ်ဆာဒိဋ္ဌိဆိုတဲ့အမြင်နဲ့ပေါ့နော်ဖန်စီချင်းခံရတဲ့ဂိုင်းတစ်ခုဖြစ်တယ်။အဲ့တော့အဲ့ဒီဂိုင်းရဲ့တမိုင်းကြောင်း အဒီကိုင်းနေရဲ့သမိုင်းအကြောင်းကိုအဓိကပြောတာတော့မဟုတ်ဘူးဒီမြမပီရဲ့ဒီတရားလမ်းစဉ်တွေတရားကျင့်စဉ်တွေရဲ့ဒီသမိုင်းအကြောင်းကိုပြောရင်းနဲ့ဒီကိုင်းတွေကိုဒါထည့်ပြောရတာပေါ့။ငါမဒီလာကလေးကျင့်တာလို့ဆိုရင်တော့အဲ့ဒီကျင့်တာကတော့အယူရတရားလို့ဆိုရမျိုးလူလူဖြစ်နေတော့တရားလို့မထင်ကြဘူးပေါ့နော်။အဲနောက်ပိုင်းခင်မှာတရားခေစားလာတယ်။ငါမဒီလာပြီးတဲ့အခါကျတော့ အင်းဝခေလောက်ရောက်လာပြီဆိုကြပါဘူးဗျာအင်းဝခေလောက်ရောက်လာတော့လေနည်းနည်းတရားတော့တမျိုးတစ်ခုအားထုတ်လာကြတဲ့ပုံရှိတယ်ဗျာနောက်အင်းဝခေလောက်ရောက်ရာနေပြီးတော့ကုန်းပေါင်ခေလောက်ရောက်လာတယ်သူတို့ကမှမြင်ပါကုန်းပေါင်ခေလောက်ရောက်လာတော့လေတရားနည်းနည်းအားထုတ်လာကြတဲ့ပုံရှိတယ်ဗျာနောက်ကုန်းပေါင်ခေလောက်ကနေပြီးတော့အင်္ဂလိပ်ခေရောက်လာ အင်္ဂလိပ်ခေတ်လောက်ရောက်လာတော့တရားတော်တော်တော်အထုတ်နေကြပြီတကယ်ကြ။အဲ့ဒီအင်္ဂလိပ်ခေတ်ကနေပြီးတော့လွတ်လပ်ရေးခေတ်လောက်ရောက်လာတော့လွတ်လပ်ရေးခေတ်လောက်ကြတော့လည်းပဲအဲ့ဒီအင်္ဂလိပ်ခေတ်လောက်ကတရားတွေဟာထူးခြားပြီးပေါ်လာလိုက်တာအတော်ကြီးဒါပေါ်ပေါ်လွင်လွင်ကိုတရားတွေဖြစ်လာလို့ပြောရအောင်ပါတော့။အဲ့တော့အင်္ဂလိပ်ခေတ်လောက်ကြတော့လည်းပဲဒါတော်တော်ကြီးတရားတွေပေါ်နေပြီ။ တော့ကုန်းကွန်ကျွတ်တို့ကုန်းကွန်ခေတ်လောက်ကလည်းစပေါ်ခဲ့ပြီပေါ့နော်ဟိုပကံခေတ်တုန်းကတော့တရားအထုတ်တယ်ဆိုတာတိတ်ပေါ်တဲ့မထင်ဘူးဗျာဘယ်သူမှတိတ်တရားအထုတ်တဲ့ပုံမရှိဘူးလို့သူပြောပါဘာလို့ဆိုတော့မမတ်မတ်သားသားတရားထုတ်တာနဲ့ဇက်လင်းလို့မတွေ့ရဘူးအင်းဝခေတ်လောက်ကြတော့ဘာဖြစ်လို့တရားထုတ်တာရှိတယ်ထင်တုံးလို့ပြောတယ်လို့ဆိုရင်အင်းဝခေတ်လောက်မှာဘုံကြီးတစ်ပါးကို သူရှင်မင်းကဖမ်းဖို့စီဖို့လှုပ်တာခံရဘူးတယ်အဲ့ဒီဘုံကြီးကဘာတူလဲလို့ဆိုရင်အခုမိုးကြီးမြို့နယ်မှာရောက်နေတဲ့သူ့နာမည်လေးတောင်မိတ်နေပါလားဘာကြောင်းလို့ခေါ်ပါလဲမိုးကြီးမြို့နယ်မှာရောက်နေတဲ့ဘုံကြီးကြောင်းတစ်ကြောင်းရှိတယ်အဲ့ဒီဘုံကြီးကြောင်းကအင်းဝခေတ်မှာအင်းဝဘီရင်တော့ကနေပြီးတော့ဖမ်းတာကိုလွတ်ဖို့ရံအတွက်ထွက်ပြေးရတဲ့ဘုံကြီးပြီ အဲ့ဒီဘုံကြီးကဘဲထွက်ပြေးတော့ဆိုဒီဘောလောက်ကြီးရောက်ထွက်ပြေးပုံရတယ်ဒီဘောလောက်ကနေပြီးတော့နောက်ရှမ်းပြေးတွားရောက်သွားပြီးတော့နောက်ဆုံးပြေးအဲ့ဒီကြောင်ဘဲမှာသွားတွေ့တယ်လေလို့ဆိုလို့ရှိရင်နန်ခမ်းစီမှာသွားတွေ့တယ်နန်ခမ်းမှာအဲ့ဒီကြောင်ရှိတယ်အဲဇောတိတဲ့နာမည်ဇောတိကျန်ဇောတိဇောတိဂိုင်းဆိုပြီးတော့တောင်ပေါ်မှာပြေးမှာရှိနေတယ်ဇောတိဂိုင်းနေရှိတာတော့မကဘဲနဲ့ဇောတိရှမ်းဆိုတာများတောင်ရှိတယ် တကယ်တော့ရှားမှာပဲအဲရှားကတခြားတစ်မျိုးမဟုတ်ဘူးဒါပေမဲ့လို့လေသူတို့ကိုးကွယ်တဲ့အနေထားအရသူတို့ကိုဇောတိရှားမှာတလို့ခေါ်ပါတယ်အဲ့ဒီခုနနန်ခမ်းကနေပြီးတော့ကြော်တော့တခါဒီဘက်မှာလည်းပဲကချင်ပြည်နယ်ဘက်ထဲဒီမှာလည်းပဲအဲ့ဒီဘုံကြီးအကြောင်းကြီးရှိတဲ့ပုံရှိပဲဗျာနောက်ဆုံးပိတ်ကတော့အဲ့ဒီဘုံကြီးအကြောင်းဟာဘယ်မှာစတဲ့ချသွားတယ်လို့ဆိုရင်တော့မူးညင်းမြို့မှာစတဲ့ချသွားတယ်ဗမာပြည်လုံးမှာ ီသောတိရှန်เจ้าကတเจ้าပဲရှိရတယ်။ဗမာတပြည်လုံးမှာမှာတเจ้าပဲရှိရတယ်။သောတိရှန်เจ้าရဲ့ပုံတရားကထောင်ပုံတရားနဲ့နည်းနည်းတူတယ်။သောတိရှန်เจ้าရဲ့ပုံတရားကထောင်ပုံတရားနဲ့နည်းနည်းတူတယ်။သူတည်းတည်းကိုဝင်မယ်ဆိုရင်တရားဝင်သူတည်းတည်းကိုဝင်မယ်ဆိုရင်အဲဘယ်လိုဝင်ရတယ်လဲဆိုတော့ဘူးတဲ့ကိုယင်ဝင်ရတယ်လို့ပြောရမလို့ ထောင်းဆိုရင်ဘူးတဲ့ကိုအရင်စဝင်ရတယ်ခုကတော့ကပ္ပိယတဲကိုအရင်စဝင်ရတယ်ကျတို့ကကျောင်းတဲကိုဝင်မယ်ဆိုကပ္ပိယတဲကိုဝင်လိုက်ကပ္ပိယတဲရရဲ့အခုလိုမျိုးပေါ့ဒါကဟိုဘက်ကနေလာတဲ့ဆိုကပ္ပိယတဲအပေါက်ထဲဝင်ဘယ်မှာကပ္ပိယတဲကနေမှကျောင်းတဲကိုဝင်ရအဲဒီကပ္ပိယကသူကပ္ပိယတဲတဲကိုကျတို့ရောက်ပြီလို့ဆိုတဲ့ခါကျသူကျောင်းတဲကိုသွားသေးတယ်ကျောင်းထဲကိုသွားပြီးတော့သူတို့ကိုအဝင်ခံရမလားပေါ့ ပေါ့ခွင်တောင်းတာပေါ့နော်အကြောင်းကနေပြီးတော့ဝင်းဝင်းစေဝင်ခွင့်ပြုလိုက်တယ်လို့ဆိုပါကျုပ်တို့ကြောင်းထဲကိုဝင်ခွင့်ပေးကြောင်းထဲကိုဝင်ခွင့်ပေးတဲ့အခါကျကျုပ်တို့ကြောင်းထဲကိုရောက်ရတာပေါ့ဗျာနော်အဲနှစ်ခေါက်ရောက်ဘူးလေပထမတစ်ခေါက်ကတော့ကျုပ်တို့ဘုံကြီးကလေးတွေကြီးတဲ့တုံးပါသွားကြတာအဲကျုပ်တို့အေးစီစီတွေ့ရပါတယ်ဒုတိယတစ်ခေါက်ရောက်တော့လိုက်ပို့တဲ့အဲ့ဒီဒီတော့ ။ဘုန်းကြီးမျိုးနယ်ကအမျိုးသမီးလေးနဲ့ရောက်လဲပါတော့။မျိုးသမီးပါတဲ့အတွက်ဝင်ခွင့်မရဘူးတော့။အဲမျိုးသမီးပါတဲ့အတွက်သူတို့လည်းအလုရှုပ်တယ်။ဘယ်လိုလှုပ်ရှုပ်တယ်လဲလို့ဆိုတော့မျိုးသမီးပါတဲ့အတွက်သူတို့ကျောင်းအောင်ဦးစင်းနေကိုရင်နေအကုန်လုံးကျောင်းပေါ်ကိုတင်လိုက်တယ်။ကျောင်းပေါ်ကိုတင်ပြီးတော့အပြင်ဘက်ကိုမြင်ရတဲ့ပြတင်းပေါက်တွေကိုအကုန်လုံးလိုက်ကချလိုက်တယ်။ဘုံလုံးလိုက်ကချပြီးတော့သူတို့ကျောင်းထဲမှာပဲနေရတယ် ရုပ်တုတွေကကျောင်းပိုင်းထဲကိုဝင်ပြီးတော့ဘုန်းကြီးကိုတွေ့ရတာပေါ့ဆရာတော်ကိုတွေ့ရတာပေါ့နော်အဲအဲ့လိုမျိုးလို့ဇောတိကသူလည်းတော်တော်တရားကျင့်နေတယ်တူတယ်အဲသူတရားကျင့်လိုက်လို့သူတရားရဲ့အဆုံးကိုရောက်သွားမှာပေါ့ဗျာအဲတရားရဲ့အဆုံးရောက်တဲ့အခါကျတော့သူများတွေနဲ့မတူတော့ဘူးဆိုပြီးတော့အဲသူဟာကိုဘဝလက်ညှိုးထိုးတရားလက်ညှိုးထိုးနဲ့လောက်တော့နောက်ဆုံးပြီးတော့ရှင်ပြင်းတီရောက်တဲ့အခါတော့ ကဲဒါလို့ဆိုရင်အဲ့ဒီဘုန်းကြီးဖမ်းဆိုတော့ဒီလိုခိုင်းမှာပေါ့ဗျာအဲ့ဒီလိုထွက်ပြေးရတာပေါ့အဲ့ဒီလိုထွက်ပြေးသွားတဲ့အခါကျတော့ရံပြေဘက်ထွက်ပြေးသွားတော့ရံပြေကတော့ဗမာပြေရဲ့လက်အောက်ခံရလို့တော့လည်းမဟုတ်ဘူးပေါ့ဗဟာဗမာပြေရဲ့မဟာမိတ်နိုင်လာဟိုရံလူကြီးကတော့ဘာပဲအုပ်ချုပ်တာလို့ဆိုတဲ့ခါကျအဲ့ဒီဒီထီတော့သူတို့တည်းရာဇဝတ်သားတို့ဘာလို့ဆိုတော့လိုက်ခံနေကြတာမရှိဘူးဗျာ ရေးခါပြီးတော့သူ့နေတဲ့ပုံတရားကရှမ်းကရှမ်းကရှမ်းအုတ်ချုပ်ကချင်းကလည်းကချင်းကကချင်းအုတ်ချုပ်ချင်းကလည်းချင်းကချင်းအုတ်ချုပ်နဲ့တူရဲ့ဗျအဲ့ဒါကိုဒါပြဗမာရှင်ဘီရဲ့လက်အောက်ခံလို့ဘယ်လိုလုပ်ပြောရတာတော့လို့ဆိုချင်တယ်အဲ့ဒီရှမ်းကဗမာရှင်ဘီကိုပနာဆက်ရတယ်ဆိုပြီးတော့ကတော်တယ်ခွန်ပနာခွန်ပနာပေးတယ်ဆိုတာလောရဖို့ရတယ်အဲ့ဒါလည်းပဲကျုပ်တို့ကြည်ကြားရပါတယ် ယုတ်တို့ဗမာပြည်တော်ကတရုတ်ကနေပြီးတော့သူတို့ရဲ့လက်အောက်ခံလို့ဆိုတာမျိုးလို့ထင်တဲ့ပုံတန်ရှိတယ်လို့ဆိုတာသိရတယ်ဗျာယုတ်တို့ရဲ့ဗမာပြည်ကအနှောထားတရုတ်ပြည်ကိုသွားတိုက်တယ်ဆိုတာတကယ်တရုတ်တွေကိုနိုင်ခဲ့တယ်လို့ပြောယုတ်တို့ကသိနေကြပြီမယ်သူတို့မှတ်တမ်းမှတ်ရရဆိုရင်တော့သိဟုတ်တဲ့ပုံရှိဘူးဗျာယုတ်တို့ကအခွန်ဆက်ဆက်နေရတယ်လို့ဒီလိုပြောရမှာပေါ့ အဲတရုတ်တွေကအဲ့ဒီတိုင်းပဲသူတို့ကလည်းတိတ်တော့မဆိုးဘူးသူတို့တရုတ်တမိုင်းမှတ်တမ်းတွေရပါတော့ဒီမြန်မာနိုင်ငံဆိုတာကဒါတရုတ်နိုင်ငံရဲ့ပန်နာဆက်ဒါရှေးတုန်းကဖြစ်ခဲ့ဘူးတယ်အဲ့လိုမျိုးကတော့ဒါတမိုင်းဆရာတော်များပြောတတ်ကြတယ်အထူးသဖြင့်ဒါပကံခေတ်ရဲ့နောက်ပိုင်း ပင်ရခင်အင်းဝခင်ပေါ့နော်အဲ့ဒီခစ်တွေတလျှောက်လုံးမှာဒီမြန်မာဆိုတာကတရုတ်ကိုပန်နာဆက်ရတယ်အဲတောင်ဝခစ်ကြမ်းမာတာလွတ်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒါအဲ့ဒီသမိုင်းဆရာတွေပြောတဲ့ကြတဲ့ဒီခစ်တွေပေါ့နော်ဒီမြင်းဆိုင်ခစ်တို့ပင်ရခစ်တို့အင်းဝခစ်တို့ပေါ့နော်အဲ့ဒီခစ်တွေမှာဖြစ်တဲ့ဒီတရုတ်မြန်မာထိုက်တိုက်တွေ့ကြတဲ့စစ်ပွဲတွေပဲကြည်ကြည်အဲနိုင်ငံရေးရပဲကြည်ကြည်ပေါ့နော်ကြီးလိုက်လို့ရင်ထူးခြားတဲ့ ဒီတစ်ဖက်နဲ့တစ်ဖက်ကစားကြတဲ့ပုံစံလေးပေါ့ဥပမာဆိုရင်ဒါအင်ဝါခေတ်လောက်ကဘရင်တပားရဲ့လက်ထက်မှာဒီတရုတ်နိုင်ငံကဘရင်တပားပေါ့နော်အဲအဲ့ဒီဘရင်ကပြောလဲစစ်ရှုံးလာတဲ့ဒီစစ်ရှုံးလာတဲ့ချိန်မှာဒါအင်ဝါဘရင်စီကိုအဲလာပြီးတော့ခိုးလုံနေပေါ့နော်အဲ့ဒီလိုခိုးလုံတဲ့ချိန်မှာတရုတ်က လာပြီးတော့ဝိုင်းတယ်ဒီမြို့ဝိုင်းတယ်ပေါ့နော်အဲဝိုင်းပြီးတော့အဲ့ဒီဘရင်ကိုထုတ်ပေးပါ အဲအဲ့လိုဝိုင်းတဲ့အချိန်မှာဒါတရုတ်ဘင်ရတော့ပါမလားဘူးစစ်သူကြီးတွေပဲဒီလွတ်လိုက်တယ်ပေါ့နော်တို့ဒါစစ်သူကြီးတွေကလည်းဒါအင်ဝါမျိုးဝိုင်းတယ်ဝိုင်းပြီးတော့မှအဲ့ဒီဘင်ရကိုထုတ်ပေးပါဆိုတဲ့ဒီမိန်ပေးတဲ့သဘောဆန်ဆန်မျိုးပေါ့နော်အဲပြောလို့တော့ဒါမင်းတို့ကငါးအောက်ကပေါ့နော်အဲ့တော့ထုတ်ပေးထုတ်ပေးရင်ပေးမပေးရင်တိုက်မယ်ပေါ့အဲ့အဲ့လိုပုံစံမျိုးအဲတကယ်ကတော့နှစ်ဖက်လုံးပေါ့နော်ဒီစစ်ပွဲဆိုတော့မဖြစ်ချင်ဘူးဘာကြောင့်မို့လဲဆိုရင်ဒီလာတဲ့တရုတ်စစ်တပ်ကလည်းဒီအင်ဝါမျိုးကိုတိုက်ဖို့ဆိုရင်တကယ်တကယ်ကျတော့နိုင်ဖို့ကမလွယ်ဘူး အင်းဝဘက်ကကြည့်ရင်လည်းဒီလာတဲ့တရုတ်စစ်တပ်ကတော်တော်ကြီးကြီးတယ်ပြောလို့နှစ်ပတ်လုံးကတော့စစ်ကိုရှောင်ကျင်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီနိုင်ငံရေးရပဲကစားကြရတဲ့ပုံပဲအဲ့တော့ဘာလုံးလိုက်တယ်လဲဆိုတော့ဒီအင်းဝဘင်ကထုတ်ပေးလိုက်တယ်အဲထုတ်ပေးတဲ့ချိန်မှာအကောင်းကြီးထုတ်ပေးလိုက်လို့ရင်အဲသူတို့ပြောလို့ထုတ်ပေးတယ်ဆိုတာမျိုးဖြစ်သွားမှာဆိုလို့မို့ပြောလဲအတွင်းမှာကလေးကဒီဘင်ကိုတက်လိုက်တယ်အသေးပေါ့နော်အသေးတက်လိုက်တယ်တက်ပြီးတော့မှဒီအလောင်းကြီးပဲပြန်ပို့ပေးလိုက်တယ်အဲ့ဒီစစ်တပ်ကလည်းသူတဲွားတယ်ဒီဘင်ရဲ့အလောင်းကိုတဲွားတယ် တည်သွားတဲ့အချိန်မှာဒီဟိုတရုတ်နိုင်ငံကိုရောက်တဲ့အချိန်မှာဘရင်ကိုဘယ်လိုပြန်တင်ပြလဲဆိုတော့ဒီအင်းဝါနိုင်ငံကသူတို့ကိုဒီဘရင်ကိုဒါပေးတော့ပေးလိုက်တယ်ပေါ့နော်အဲဒါပေမဲ့ဒါသူတို့လာတဲ့လမ်းမှာဒီတောထဲမှာပဲငပြားမိပြီးတော့အဲဒီဘရင်ကတည်တယ်ပေါ့အဲ့တော့ဆိုလိုတာကဗျာဒါတစ်ဖက်နဲ့တစ်ဖက်ကဒီကစားနေကြတဲ့ပုံကြီးမြန်မာဘက်ကကြည့်ရင်လည်းဒါသူ့ရဲ့သားမြေးမြစ်တွေသူ့ရဲ့နောက်ဆက်ခံတဲ့ဒါပြည်သူတွေပေါ့နော်ဒါတမိုင်းမှတ်တမ်းရငါတို့ကဒီလိုမျိုးလုပ်ခဲ့တယ်သူတို့ရဲ့လက်ခံမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုး တရုတ်ဘက်ကကျင်လဲတာသူတို့မှတ်တမ်းရတော့မြန်မာဆိုတာကတစ်ချိန်တုန်းကငါတို့ဖမ်းချင်တဲ့လူကိုငါတို့တော့တောင်းတော့ကသူတို့ပေးလိုက်ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးပြတစ်ဖက်နဲ့တစ်ဖက်ကတကယ်တော့ဒီကြားထဲမှာအချင်းချင်းကစားထားကြတဲ့အရာလေးတွေရှိတယ်အဲ့ဒီအဖြစ်ပြတစ်ခုတည်းလားဆိုတော့မဟုတ်ဘူးပြဒီမွန်ဂိုခေတ်မှာပေါ့နော်ဒီမွန်ဂိုတွေပကံကိုလာသိမ်းတဲ့အကြောင်းကလူတိုင်းလည်းသိကြလိမ့်မယ်ပကံလည်းဒါပြတ်သွားတယ်မြန်မာနိုင်ငံကဒါမွန်ဂိုအင်ပါယာရဲ့လက်အောက်ကိုရောက်ကိုရောက်ရမယ် ိုင်းမဲ့အဲ့လိုမျိုးရောက်မသွားဘဲနဲ့မြန်မာနိုင်ငံကမြို့တစ်မြို့ကတော့ဒါမွန်ဂိုတွေကိုခုခံနေတော့မယ်ပေါ့နော်အဲ့ဒီမြို့ကဒါမြင်းဆိုင်မြို့ပေါ့နော်တရားဥပဒေတွေလည်းကြားဥပဒေမယ်အဲ့ဒီမြို့မှာဒါ၃၄နှစ်လောက်ကိုကြားတယ်မြို့ကလည်းလုံအောင်ကိုခံပြီးတော့ပိတ်ထားပေါ့နော်အဲမွန်ဂိုတွေကလည်းလုံအောင်တိုက်တယ်လုံအောင်မရဘူးသူတို့ကလည်းအသေးပြောင်များတယ်အဲနောက်ဆုံးကြတော့အဲ့ဒီမြန်မာတပ်တွေနဲ့ပေါ့နော်ဒီမွန်ဂိုစစ်တူကြီးတွေနဲ့ဘယ်လိုဘယ်လိုပုံစံမျိုးညှိလိုက်ကြသလဲဆိုရင်ဒီမြန်မာတပ်တွေကသူတို့ ဒါရွှေ၃ဘိတ်သားလား၄ဘိတ်သားလားပေါ့နော်အဲ့လိုမျိုးပေးလိုက်တယ်လက်ဆောင်အနေနဲ့ပေါ့နော်ဒါဒီစစ်ပွဲဆက်ပြင်းလဲငါတို့လည်းမလွယ်ဘူးမင်းတို့လည်းနိုင်မှာမဟုတ်ဘူးပေါ့နော်ငါတို့မျိုးမသိမ့်နိုင်ဘူးအဲ့တော့မင်းတို့ပြန်လိုက်တော့ပေါ့နော်ဒီရွှေယူပြီးတော့ပြန်လိုက်တော့ပေါ့အဲ့တော့ဒါမွန်ဂိုစစ်သူကြီးတွေကလည်းရွှေတွေယူပြီးတော့ပြန်သွားတယ်အဲဒီလောက်နဲ့ဆိုရင်တော့ဒီသမိုင်းမတန်းရဆိုရင်ဒါမြန်မာကရွှေတွေဆက်သလိုက်တယ်သူတို့ကဒါဆက်သလိုက်တဲ့ရွှေတွေကိုယူပြီးတော့ပြန်သွားတယ်အဲ့လိုပုံစံမျိုးပဲဖြစ်သွားရမှာအဲဒါမှမဖြစ်ခဲ့ဘူး ။ဘာကြောင့်မို့လဲဆိုတော့ဒီမြန်မာဘက်ကလူတွေကဟုတ်ပြီမင်းတို့မပြန်ခင်ငါတို့မြောင်းလေးတော့တူးပေးခဲ့အောင်ပေါ့နော်။အဲမြောင်းဆိုတာကလည်းတော်တော်ကြီးကိုကြီးတယ်။ဒီမြို့ကိုပတ်တဲ့မြောင်းပေါ့နော်။အဲ့ဒီဒါမြို့ကိုပတ်တဲ့မြောင်းကိုတူးကြတယ်မှာမွန်ဂိုစစ်သားတွေရဲ့ဒီလက်ပြတ်ခြေပြတ်တွေပေါ့နော်။ဒီမြောင်းတူးလို့မဖြစ်လာတဲ့လက်ပြတ်ခြေပြတ်တွေကအဲမြောင်းထဲမှာလည်းအများကြီးအောင်ရှိရလို့ဒါသမိုင်းမှတ်တမ်းတွေကပြောတယ်ပေါ့နော်။မြင်းဆိုင်မြို့ဟောင်းမှာရှိတဲ့တင်တွဲတူးမြောင်း အဲဆိုလိုတာကအခုကဘယ်လိုဖြစ်သွားလဲဆိုတော့မှာဘက်ကနေပြီးတော့ရွှေပေးပြီးတော့မြောင်းတူးခိုင်းလိုက်တယ်ဒီအဲမိုဂိုစစ်သားတွေကလည်းမြောင်းတူးပေးတယ်ပြီးတော့ပြန်သွားတယ်ဆိုလိုတာကဒါဘယ်သူကမှအောက်စီးရဖြစ်မနေဘူးဘယ်သူကမှတက်စီးရဖြစ်မနေဘူးအဲကျွန်တော်ပြောချင်တာကဗျာအဲ့ဒီခေတ်မှာဖြစ်ခဲ့တဲ့ဒီတယောက်နဲ့တယောက်ကစားကြတဲ့ပုံပေါ့နော်ဒီစီရရမဖြေရှင်းနိုင်တဲ့အခါမှာကျွန်တော်ပြောခဲ့တဲ့ဒီပထမဖြစ်ပြမှာဆိုလဲအဲ့တိုင်းပဲတယောက်နဲ့တယောက်ကစားကြပြီးတော့အဲငါတော့အောက်စီးရမဟုတ်ဘူးမင်းလည်းတက်စီးရမဟုတ်ဘူးဆိုတဲ့ဒီပုံစံမျိုးပေါ့နော်မြန်မာဘက်ကပြန်ကစားတာ အဲဒါကတော့ဒါအရှင်ညာနာပြောနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်သိရတဲ့ဒီဘုဟုတ္တလေးတွေပေါ့နော်ဘယ်လိုမဆိုးဘူးလဲလို့ဆိုလို့ရှိရင်အဲသူနိုင်ထားပြီလို့ဆိုလို့ရှိရင်အဲ့ဒီနိုင်တဲ့သူရဲ့ဒီပနာဆက်ထားကိုသူကလက်ခံပေးမယ်အဲ့ပနာဆက်တဲ့တံပိုးလောက်မကတဲ့တံပိုးတွေသူကပြန်ပေးလိုက်တတ်တယ်လို့သူပြောတယ်ပြန်ပေးတယ်လေခုခေတ်လူကြီးသူမတွေကတော့ကြတယ်ဆိုရယ်မြို့ရဲ့ဒလီထုံးစံလို့ပေါ့ဗျာ အဲကြောတာကနည်းနည်းပဲကြောခံရတဲ့သူကကြောတဲ့သူကိုပြန်ပြီးတော့ပေးရတာကများတယ်နဲ့တူတယ်ဗျ။ဘာဖြစ်လို့လဲလို့ဆိုတော့ကျုပ်တို့တခါတယောက်ဘေးနာအိမ်မှာလူကြီးတယောက်ကိုလူတယောက်ကလာကြောတယ်အာဆရာဦးမတွေ့တာကြာလာပြီ။ဘာညာတဲ့တခါလဲဆိုတော့ तू ကတော့မမှတ်မိဘူး။အဲ့ဒါကြောတာဆိုရဲဗျ။ကြောတော့အခါကျတော့ तू ကနေပြီးတော့ပြန်ပြီးတော့ လက်ဆောင်ပတာဖြစ်နေငွေကြေးပိုက်ဆံပေးရတာပေါ့ဗျာပြီးတော့နောက်ဆုံးပြောရတယ်ကြာအဲ့လူကရှောက်အဲ့လိုလိမ့်နေတယ်လို့ဆိုပဲဗျာအဲလိမ့်ပြီးတော့တော့ကတော့တယ်လို့ဆိုတော့တကယ်ကိုကိုသူမသိဘူးဒီပြင်လူတွေလည်းအဲ့လိုမျိုးလို့လိမ့်တာနဲ့စပ်မိတဲ့အခါကျမှဩဒီလူကငါလိမ့်သွားတာကိုလို့ဆိုတာမျိုးလို့သိရတာလို့သူပြောရမှာပေါ့နော်အခုကိမှာကတော့ရင်ကတော့တဲ့ကတော့ခံတဲ့သူကကတော့သူကိုပြန်ပေးရတယ်လို့အဲတရုတ်ရှင်ပြင်းကြီးကလည်းပဲသူကတော့တယ်ဆိုချင် ူကနေပြန်ပေးရတာကကြောတဲ့တံပိုးတဲ့အစာဝများစွာပို့အောင်ပေးရချာတာဆိုပဲဒါပေမဲ့ဒါတွေကသူ့လက်အောက်ခံလို့တော့သူပြောတော့တာပေါ့နော်အဲဒီလိုမျိုးလိုပဲဗမာရှင်ဘုရင်ကလည်းပဲစော်ဘားတို့စော်ကန်တို့ဆိုတဲ့ဇော်ဘာလဲရင်းနေပေါ်တာဒီကချင်ပြည်နယ်ကဆိုလို့ရှိရင်လည်းပဲပုဂ္ဂိုလ်တွေပေါ့နော်သူ့ဒါနေ့စဉ်ကြောတာပေါ့အဲသူကနေပြီးတော့လေအဲ့ဒီကြောတာတဲ့တံပိုးထဲကြီးတဲ့ဟာတစ်ခုခုပြန်ပေးရမယ်နဲ့တူပါတယ်ဗျာဒါ ဒါပေမဲ့ဂတိစာချုပ်ကလေးတစ်ခုကတော့မင်းတို့ကိုဘယ်သူမှလာမတိုက်ဆရာဘူး။လာတိုက်ရင်ငါမင်းတို့ဘက်ကနေတော့ကူမယ်။အဲဒါလိုမျိုးလို့ဂတိပြုတဲ့ပုံရှိတယ်။အဲဒါလိုမျိုးလို့ဂတိပြုတယ်လို့သူတို့ကလည်းပဲဂတိခံခိုင်းပုံရတယ်။မင်းတို့ကလည်းဘယ်သူမှတိစ္ဆာမခံရဘူး။အငါပဲတိစ္ဆာခံရမယ်။ငါလာတိုက်လို့ရှင်မင်းတို့ကလည်းကူတိုက်ပေးရမယ်ဆိုတာမျိုးပေါ့ဗျာ။ရှေးကနေကြတာအဲဒါလိုလောက်နေတူတယ်ဗျာ။အဲ့ဒီခုနကဘုန်းကြီးကအဲ့ဒီထွက်ပြေးပြီဆိုတော့လွတ်ပြီပေါ့။ ူလိုက်မဖမ်းတော့ဘူးအဲ့ဒီဘုန်းကြီးကလိုက်မဖမ်းမိမဲ့သူလက်သိပ်မလုံးကြုံဘူးလို့ဆိုတဲ့အကြံကြောင်းကိုခုနပြောသလိုထောက်ဘူးကြီးလို့လုပ်ပြီးဆောက်ပေးထားတာပေါ့ဗျာအဲထောက်ဘူးကြီးလို့လုပ်ပြီးဆောက်ပေးထားပြီးတော့သူ့ထဲကိုဝင်မယ်ဆိုရင်ဝင်ခွင့်ကိုအမိတ်ရင်ခံအသေးတယ်လို့ဒီလိုတည်ရတာပေါ့ဒါသောတိဘုရားဘာသာရှမ်းရှမ်းဘုရားဘာသာကိုကြောင်းပြောပါတယ်အဲ့တော့အဲ့ဒါဒီဒုတိယကဘာစစ်ကာလ ဒုတိယကမ္ဘာစစ်ကာလပြီးတဲ့အခါလွတ်လပ်ရပြီးမှဝန်ကြီးကိုအဲ့ဒီရှမ်းကြောင်းရောက်တာဗျ။အရင်ကတော့ဟိုရောက်ဒီရောက်ပဲနဲ့တွေ့တယ်။တကြောင်းတည်းရှိတာဖះเจ้าနေရတော့ဘလူးမြို့ပါလဲရှိတယ်။အခုနနန်းခမ်းမြို့ပါလဲရှိတယ်။တခြားတခြားကျောင်းနေတော့မရောက်ဘူး။အဲ့ဒီနှစ်ကျောင်းတော့ကြိုးရောက်ဘူးတယ်။သူကဖះပဲရှိပါလေ။ဘုန်းကြီးမရှိဘူး။ဒါကတကမလူတူလည်းမရှိပါဘူး။အဲ့ဇော်ဒီရှမ်းနေရသေရင်လည်းပဲဘုန်းကြီးနဲ့မသာချတာမဟုတ်ဘူးဗျ။ သူတို့ရဲ့ဘာခေါ်လဲရာကပ္ပယပါပဲပြောမယ်ဆိုရင်တော့တော့မဟုတ်လို့ပဲသူတို့ရဲ့ဓမ္မဆရာလို့ပြောရမယ်နဲ့တူတယ်အဲ့ဒီသူကနေပြီးတော့ဒီမသားချက်တဲ့ချားတယ်ဒီအကြောင်းအရာစကားတွေကိုအញ្ញိုင်းမှာပြောတာပေါ့ဗျာတရဏဂုံတင်တယ်လို့ဆိုတာမျိုးကျိုးတို့ပမာတွေလောက်တာပဲအဲ့လိုမျိုးလို့လောက်တာမဟုတ်ဘူးလို့သူပြောပါဗျာတကယ်တော့တရဏဂုံတင်တယ်ဆိုတာအဓိပ္ပာယ်သိမ့်မရှိဘူးလို့ဆိုတဲ့ဟာတော့မှ အဲ့ဒီဟာတွေကိုကြည်ကြားဖြစ်တော့နည်းနည်းသိနိုင်တယ်လို့သူတို့ပြောအောင်ပါပေါ့ဘုန်းကြီးမပါဘူးဘယ်မှမှလည်းဘုန်းကြီးမရှိဘူးနောက်ထူးခြားတာကအဲ့ဒီဇောတိရှံကျောင်းရဲ့ထူးခြားချက်ကအဲသုဘခံဂျာရဲမြို့ရဲကိုအဲ့ဒီကျောင်းကဘုဘုန်းကြီးအဲ့ဒီကျောင်းကကိုရင်တပားမှမကြွရအောင်တပားမှမသွားရအောင် အဲသူတို့သွားချင်းသွားရင်ဘယ်သွားမှာဆိုသူတို့ကြောင်းနဲ့စက်နေတဲ့နေရာနေပြီးတော့တောထဲကိုလမ်းလျှောက်ရတယ်။အဲတောထဲကိုလမ်းလျှောက်လို့တကယ်လို့တောထဲမှာဒကမတွေပါနေတာတွေ့တယ်ဆိုလို့ရှိရင်တခါတည်းထိုင်ချလိုက်ပြီးတော့သူကထိုင်ချလိုက်ပြီးတော့ခေါင်းကငုတ်ထားတယ်လို့ပြောတယ်။သူတို့ထောင်ထဲမှာပုံစံဆိုတဲ့ဟာမျိုးလို့လို့ပေါ့ဗျာ။အဲ့ဒီပုံစံနဲ့သူတို့နေရတယ်။အဲအဲ့ဒီလိုပဲသူတို့ဒကမဆိုရင်လူကြည့်ကိုမကြည့်ရတဲ့သဘောနဲ့တူတယ်ဗျာဒါ။အဲတော့ဒီ ရှမ်းပေါ့ဗျာဒါဇောတိရှမ်းအကြောင်းအကြောင်းကျုပ်ကပြောချင်တာမဟုတ်ပါဘူးဘာဖြစ်လို့အဲ့ဒီဇောတိရှမ်းအကြောင်းဖြစ်လာရတယ်လို့ဆိုရင်အင်ဝါခေကခုနကလူပြေးလာတာကိုပြောချင်အပြင်အင်ဝါခေဘာလို့လူပြေးလာလဲဆိုသူတရားထုတ်လို့သူတရားကရိုးရာတို့ရဲ့တရားကိုမတူတော့လို့မလို့သူ့အချိန်ကြီးကနေနင်းလိုက်လို့ပြေးလာတာဖြစ်တဲ့အတွက်အင်ဝါခေလောက်ကတော့တရားထုတ်တယ်ဆိုတာဟာရှိတယ်လို့လို့ဖြစ်ပြီလို့သူတို့ပြောရမှာပေါ့နော်။နောက်ကိုးပေါင်ခေလောက်ကြတော့လည်းရှိတယ်။ အဲကုန်းပေါင်းခေနောက်ဆုံးပိတ်မန္တလေးမှာဘုန်းကြီးတွေရှိတယ်တင်ကစားဆရာတော်ပါဆရာတော်ဆက်ရှိဖြစ်အရှင်မင်းကကိုးပွဲတဲ့ဆရာတော်တွေပေါ့နော်အဲ့ထက်ထက်မှာဆရာတော်တပါးတော်တော်တရားဟောကောင်းတယ်ပြောတယ်တနေ့ပါအဲမိဖုရားတယောက်က သူ့ရဲ့ကလေးသေးလို့ပူလောင်ပြီးတော့တရှဲတရှဲရှဲငိုနေတယ် အဲ့လိုဒင်းကစားဆရာတော်တို့ကဲ့သို့သောမင်းဆရာတွေဘလို့တရားဟောဟောအဲ့ဒီကမအငုံမတိတ်ဘူးတဲ့ဒါနဲ့ဒီဘုန်းကြီးကလေးကတော့တရားဟောကောင်းတယ်လို့ပြရတယ်ကဲသူ့ကိုတရားဟောဖို့အတွက်ပြင်ပါအောင်လို့ဆိုရတဲ့ပင်တော့အဲ့ဒီဘုန်းကြီးလေးတရားဟောလိုက်မှအဲ့ဒီကမငုံတိတ်သွားတယ်လို့ပြောတယ်ဗျာအဲတကယ်ပဲသူလည်းပဲတရားဟောကောင်းတဲ့ပုံရှိတယ်ဗျာအဲ့ဒါနောက်ကြတော့သူအဲမန္တလေးကနေပြီးတော့တောထွက်သွားတယ်ဘယ်ထွက်တော့မင်းကွန်းတောထွက်သွားတယ် အမင်းကွန်းဒေါ်ထွက်သွားပြီးတော့မင်းကွန်းမှာတူဒေါ်ထွက်တဲ့နေရာရဲ့ကြောင်းရဲ့ဘေးနားမှာတောင်းနိုင်ရမှာတွင်းနေဖောက်ပြီးတဲ့ငှက်တွေရှိတယ်။အဲငှက်တွေကတွင်းနေဖောက်ပြီးအုံလုံးနေတဲ့နေရာဒီနားမှာသူကနေပြီးတော့ကြောင်းထောက်တာဖြစ်တဲ့အတွက်သူ့ကြောင်းကိုငှက်တွင်းကြောင်းလို့ဒီလိုခေါ်ကြတာပေါ့နော်။အဲငှက်တွင်းကြောင်းလို့ခေါ်သူတိတ်လက်တရားထုတ်တဲ့ပုံရှိတယ်။သူတရားထုတ်တာကလည်းကေတာလောမနခါဒန္တာတစောနဲ့32ခုထာတာလောက်ကိုသူအထုတ်တဲ့ပုံရှိတယ်ဗျာ အဲအဲ့ဒီလိုမျိုးနဲ့အဲ့ဒီဘုန်းကြီးကနေပြီးတော့တရားတွေသိအားထုတ်နေရင်းနဲ့သူ့ရဲ့ဟောပြောချက်နဲ့အားထုတ်ချက်ကလည်းပဲတကူရိုးရာနဲ့မတူဘူးဖြစ်နေတယ်နဲ့တူပဲဗျာအဲ့ဒါကိုမတူတဲ့အတွက်ရှင်မင်းကိုတိုင်ညပြန်တယ်နဲ့တူတယ်အဲ့ဒီခေတ်ကတော့ရှင်မင်းကလည်းတဲကြီးမဲကြီးနဲ့ဒီသာသနာတော်ကိုသူထိတ်ကွက်နေတဲ့ပုံရှိတယ်ဗျာဘယ်ရှင်မင်းဆိုတာသာသနာတော်ထိတ်ကွက်မှာပဲဟုတ်ပါဘူးသာသနာတော်ဆိုတာဘုန်းကြီးတွေထိတ်ကွက်မှာပေါ့ ရှင်းရတော့ယုတ်လို့ဘာပြေသာသနာရောက်လာတာကသာသနာရှင်ဘင်းအောက်မှာရှိတယ်လို့ပဲဗျအဲအဲ့လိုနဲ့ရှင်ဘင်းကနေပြီးတလို့ဆိုရင်တော့အဲ့ဒီဘုန်းကြီးကလေးကိုဖမ်းညရအောင်ဆိုပြီးတော့သူကနေပြီးတော့အမိန်ထုတ်လို့နီနီရောက်ပြီအဲ့ဒါကိုရှင်ဘင်းရဲ့မိဖုရားတယောက်ကအဲ့ဒီဘုန်းကြီးကိုကိုးကွယ်တာဖြစ်တဲ့အတွက်အဲ့ဒီဘုန်းကြီးစီကိုလေထိုးသားပြည့်ပြည့်စုံစုံနဲ့လေတစ်စင်းနဲ့ตาလေးတစ်စောင်အကခံလိုက်တာ ရှင်မရဒီလေးဘောတက်ပြီးတော့ဒါပြေးပြီးတော့လို့ဆိုတာမျိုးနဲ့ဆိုတော့အဲ့ဒီဆရာတော်ကဒီစားလေးဖတ်ပြီးတော့လေဘောတက်ပြီးတော့တခါလေးထွက်ပြေးလိုက်တာဒီကောင်းနိုင်ပါတော့ဒါအခုရှင်ညာနာပြောရတဲ့ဆရာတော်တီထောင်တဲ့ဂိုင်းကဒီငှက်တွင်းဂိုင်းပေါ့နော်အဲ့သိကျင်တဲ့သူတွေဒါလေ့လာလိုက်ပေါ့ဒီတရားဝါဒဂိုင်းကိုဂိုင်းထဲမှာအပါဝင်ဖြစ်တဲ့ငှက်ဟောက်ပြေကိုရောက်ပါအောက်ပြေပဲလို့ဆိုတော့ဘယ်လိုရောက်တာကိုညံကုန်လားမလဲဟုတ်ပါဘူးပါတယ် ခုဒေါ်စန်းစုကြည်ရဲ့တရားဟိုတဲ့ကောမူကောမူကောမူဟိုဘနာပါလေအဲ့ဒီပြအန်လင်းသုံးကွာငါကထိုက်တော့ကွာဟုတ်ဟုတ်ကိုညာတော့ဝင်ထားလိုက်ပါတော့ဝင်ထားပါလေအဲ့အဲ့ဒီမျိုးသူရောက်သွားပြီးတော့အဲ့ဒီမှာတရားတွေဟောတာအာငက်တွင်းခိုင်းငက်တွင်းခိုင်းနဲ့အဲ့ဒီမှာနာမည်ကြီးတော့တာဗျာအဲ့တော့ဆိုလိုတာကတော့ဖြင့်အဲကုန်းကောင်ခင်မှာတရားထုတ်နေပြီ ဘယ်လိုပြောရမှာပေါ့ဗျာနော်အဲ့တော့ကိုမောင်ခေတ်ကနေနောက်ပိုင်းကျတော့ကြောင်ပန်းဆရာတော်တို့လေဒီဆရာတော်တို့ဆိုတဲ့ဟာတွေကနေပြီးတော့တရားတွေပါရေးအထုတ်ဖို့ပြသကြတာတွေပေါ့ဗျာအတော်အထုတ်သွားကြတဲ့ပုံရှိပြီဗျာဒါတရားနဲ့ဆက်ပြီးပြောလာတာကျုပ်တို့ဘာမှပြမတရားအထုတ်တယ်လို့ဆိုတာတွေကျုပ်ခေတ်ဆက်ဆက်တိုင်းပြောခဲ့ပြီပေါ်လာတယ်ဒါပေမဲ့အဲ့တရားထုတ်တယ်ဆိုတဲ့ဟာတွေက တရားထုတ်တာလည်းမဟုတ်ဘူးဗျတကယ်တရားမဟုတ်ဘူးလို့သူတို့ပြောရမှာပေါ့ဥမာ32ကုဋ္ဌာတာကိုပွားများအထုတ်ပြီးဖြင့်ဒါတရားထုတ်တာပါမဟုတ်ပဲကျုပ်တို့တွေဒီမှာရှိနေတဲ့သဘင်ကိုသဘင်လို့သိတယ်ကေတာဒီအဲသဘင်နေဟာဆက်ဆုပ်စရာကောင်းတယ်ပေါ့လောမာဒီအဲအမွေးတွေကလည်းဆက်ဆုပ်စရာကောင်းတယ်နခာဒီ လက်သေးတွေခြေလေးတွေကလည်းဆက်ဆုပ်ပြကောင်းနေပေါ့ကေသာလောဘနှခါဒန္တာတဇောတွားတွေကလည်းပဲဆက်ဆုပ်ပြကောင်းတယ်အေးထူအေးပါတွေကလည်းပဲဆက်ဆုပ်ပြကောင်းတယ်တဲ့လူ30နဲ့ငုတ်ထတာလုံးကိုသူဆက်ဆုပ်ဖို့သူကနေပြီးတော့လုတာပဲကြာအဲ့တော့အဲ့30ငုတ်ထတာဖြစ်တဲ့တွားကိုဆက်ဆုပ်တာဟာတရားလား ပြောမစွတော့အရေဟူသက်ဆုတ်တာတရားလားလက်သက်ဆက်ဆုတ်တာတရားလားသပင်ဆက်ဆုတ်တာတရားလားဗျဒီလိုဒီလိုရိုးလေးမေးရမှာပေါ့တကယ်တော့သပင်ဟာအဲသူ့နေရာနဲ့သူနေနေရင်ဆက်ဆုတ်ရမှာကောင်းပါဘူးသူ့နေရာနဲ့သူမနေရင်တော့ဆက်ဆုတ်ရကောင်းပါတယ်ဥပမာသူ့နေရာကကောင်းမွန်ပါပဲသူ့အနေနဲ့သူတတ်တန့်ပြပြကလေးနဲ့နေနေရင်ဆက်ဆုတ်ရမှာကောင်းပါဘူးအဲဒီလိုမျိုးနဲ့ကျုပ်တို့စားကြတောက်ကြမယ်ဟင်းခွက်တွေလည်းထမင်းခွက်တွေလည်းဟို ပင်ဝင်းနေရင်တော့ဆက်ဆုပ်เสียပါဆိုရွန်လဲရွန်ညတာပေါ့အာသပင်ကြီးနဲ့ထမင်းထဲမှာနင်းထဲမှာသပင်ကြီးနဲ့ဆိုတော့သပင်ကြီးပင်သပင်ကြီးတွေးနေတဲ့အဲ့ဒါလိုတွေ့ရင်တော့ဆက်ဆုပ်ကြတာပေါ့အဲ့တော့ကေသာဒီနဲ့သပင်ဟာဆက်ဆုပ်เสียလောမာဒီမွေးတွေဟာဆက်ဆုပ်เสียကေသာလောမာဒန္တာတွားတွေဟာဆက်ဆုပ်เสีย ုတ်သေးပါဘူးလို့အဲ့လိုမျိုးကိုဆက်ဆုပ်ဆရာလို့ပွားများတာဟာတရားလို့သူတို့လုပ်ကြတယ်ဗျတရားတော်ကြီးကလည်းအဲ့လိုပြောထားတာဟုတ်ဗျလူခဲ့တဲ့နှစ်ပေါင်း1000တဲ့ရှိရလောက်စီတော့ရေးခဲ့တဲ့တရားစာအုပ်ကြီးတုံးရှိခဲ့ကြရုပ်တို့ဘာမှပြမဝိတုဒ္ဓိမက်ကျမ်းဆိုပြီးတော့အဲ့ဒီကျမ်းကြီးကအဲ့တိုင်ကိုပြောထားတာဆိုတော့သူတို့လည်းပဲအဲ့လိုပဲတတ်ကြတယ်ဗျအဲ့လိုပဲတတ်လို့မလို့အဲ့လိုပဲ သူတို့ရဲ့ဗဘာပြာခွန်ကြီးတွေလည်းပွားကြတယ်ကြာပွားကြတော့အဲ့ဒါတရားအထုတ်တာလို့အဲ့ဒါလို့ထင်ကြတယ်အဲ့ဒါသူကြောက်ရဆိုသဘေကသဘေဆက်ဆုပ်တာကတရားမို့လို့လားပေါ့တွားကိုဆက်ဆုပ်တာလက်သေးကိုဆက်ဆုပ်တာကတရားမို့လို့လားတွားကိုပြက်နိုးတာလက်သေးကိုမြတ်နိုးတာသဘေကိုမြတ်နိုးတာဟာမတရားလို့လားပေါ့ ဇေဘေမြန်နိုးတာမတရားလို့လားဆိုဇေဘေမြန်နိုးတာ ਨੇ တရားဘူးလို့ဘယ်ပြောလို့ဖြစ်ပါ့မလို့လူတွေတော်များများဆိုရင်ခုခေတ်မှာအလှပြေဆိုင်ဆိုပြီးတော့ရှိနေတယ်လို့သိရတယ်ရုပ်တို့ရကောပါအဲတပည့်တွေတည်းကတကဘာလေးတယောက်ဆိုရင်သူဇေဘေအလှပြေနေလုပ်ငန်းကိုလှုပ်တာပဲဗျဇေဘေအလှပြေနေလုပ်ငန်းကိုလှုပ်တာဆိုတော့အာဘင်းတို့ဟာလဲဇေဘေမြန်အထူးကြီးလှပြင်းနေရသေးသလားဆိုတော့အာဒီတော့တယောက်တည်းပြင်းနေမအောင်မိနေဖြစ်ရတယ်ပြည့်နေအောင်ရှိရတယ် တော့ဒီလိုပြောတယ်။နောက်ဗန္ဒလီတော်ကြောင်းနေနေတော့ကလည်းအဲ့လိုဘုန်းကြီးကလေးတစ်ပါးလာတယ်။သူ့နှမတယောက်ကမေမြုပ်ပါတဲ့အဲ့လိုပြောတယ်။ပြောကလည်းအဲ့လိုမေမြုပ်ဆိုတာကိုငငယ်လေးလို့သိတာပေါ့နော်။ကိုငငယ်တော့ရောက်ဖူးတော့အတိုင်းဆိုတော့အာမေမြုပ်လှပြင်နေလို့ပြင်မဲ့လူရောရှိမှရှိရှိလို့လားကွာလို့ဒီလိုမေးတယ်။အမလီရှိလို့လားကွာလို့ဘုန်းကြီးကမမေးနဲ့တဲ့။တပည့်တော်ညီမတယောက်တည်းမဟုတ်ဘူး30နဲ့90ရှိတယ်လို့သူကပြောတော့အော်ယူရတယ်ကြောက်ပြ အလှပြင်းတဲ့ဆိုင်ကို35ဆိုင်ရှိတယ်လို့ပြောတယ်။ခုဆိုရင်တော့90တောင်မကဘူးဒီမှာတော့တရားပဲ190လောက်များရှိနေမလားမသိဘူးပေါ့နော်။သူတွေကအလှကိုဘောသာကိုပညာတော့ကိုဘောသာကိုပညာတော့ဘူးဗျာ။အလှပြင်းပေးတဲ့သူစီပါပညာတော့လား။ကဲကြည်သက်ပါဦးမျက်မျက်နိုးနိုး။ဒီပင်ကိုရုတ်တရက်မျက်နိုးထားမျက်နိုးကြ။အဲ့တော့သဘင်ကိုဆက်ဆုပ်ရပဲလို့ဆိုတဲ့အခါကျတော့ဟောလူတွေတင်းတော့စမ်းကျင်ပဲဖြစ်ပြီလို့ပြောကြသူပေါ့ဗျာ ဒီဆက်ဆုပ်ရပဲလို့ဆိုတဲ့အတိုင်းမဆက်ဆုပ်ရင်ဒီဝင်ကိုပြန်ပြန်နိုးရင်မတရားဖြစ်ကြရောလို့ပြောရမလို့ကြည်ရပဲနဲ့ဒီဝင်ကိုပြန်နိုးတာနဲ့တော့မတရားဖြစ်ဖို့ဘယ်ကောင်းပါ့မလဲကိုတင်းရောသားရဲ့ဘာမှလည်းဖြစ်တဲ့ပုံမရှိပါဘူးကအဲလိုပေါ့ကိုမမှန်ကလေးသာစားနေလို့ရှိရင်ဘယ်ရတာဖြစ်ဖြစ်လဲလူနဲ့မတည့်တာလို့မဟုတ်ပါဘူးအဲ့လိုမမှန်စားတာကပဲ ဗီဒီယိုကတော့ဒါမိနစ်ကတော်ရှည်သွားပြီကျွန်တော်ဒီမှာအဓိကတင်ပြချင်တာကဒါရှင်ညာနာပြောရတဲ့အဲဂိုင်းနဂိုင်းရဲ့ဒါတမိုင်းအကြောင်းအရာပေါ့နော်အဲကျွန်တော်ဆိုရင်အဲ့ဒီဂိုင်းနဂိုင်းလုံးရဲ့တမိုင်းအကြောင်းအရာကိုအရင်တော့မသိခဲ့ဘူးအဲအခုမှဒါသိရလို့ပဲပြောရမှာဒီဗီဒီယိုရဲ့ဒါနောက်ထပ်ကြံတဲ့အပိုင်းတွေကိုကျွန်တော်တခြားကောင်းတဲ့တစ်ခုနဲ့တင်ပေးပါမယ်